โอเคအဲ့ဆိုကျွန်တော်တို့ဒီမှာကျတော့အောက်မှာသူထပ်ပြီးတော့ပြောမှာကျတော့ကျွန်တော်တို့ဒီမှာကျတော့ဟောအနီရဲ့အနက်ရဲ့အစိမ်းရဲ့ရှိတယ်เนาะအနီကကျတော့အပေါင်းပေါ့အနက်ကကျတော့အနှုတ်เนาะဒီအစိမ်းကကျတော့ ground အဲ့တော့ကျွန်တော်တို့ကဒီအနီနဲ့အနက်နဲ့ကိုကျွန်တော်တို့ကခွဲခြားတည်ဖို့ပါလဲဆိုတော့ဒီအနက်က ground နဲ့မဟုတ်ဘူးเนาะဒီအနက်ကအနှုတ်ပဲเนาะ โอเคအဲ့လိုမျိုးပဲသတ်မှတ်တာဒါ ground မဟုတ်ဘူးเนาะအဲ့တော့ကျွန်တော်တို့ပတိတလုံးမှာအဓိကလိုအပ်တာက4ဖို့4.2ဖို့ နော်4.2ဘို့ပဲဖြစ်တဲ့အတွက်ကျွန်တော်ကမက်တစ်နေနဲ့အာ4ထားတယ်ဒီဘက်ခလုံးနော်ဒီမြားလေးကကျွန်တော်တို့ကဒီအရွှေပြောင်းလုပ်တဲ့ခလုံးလေးနော်အဲဆိုရင်ကျွန်တော်ကဒီအားကိုလည်းကျွန်တော်တို့ဘလောက်ဘို့ထားခြင်းလဲဆိုတာသိတယ်အဲ့တော့4.2နော်အ4.2နောက်တစ်ခါကျွန်တော်တို့အနှိမ့်လိုက်တဲ့ဆိုရင် ampere ဘက်ကိုပြောင်းသွားပြီနော် ampere ဘက်ကိုပြောင်းသွားရင်ရောဆိုရောကျွန်တော်တို့ ampere မှာလည်းကျွန်တော်တို့ကြီးလိုက်နော်သူကဒီဒီ supply ကြီးကိုက5 ampere ပဲပါတဲ့အတွက်သူက5ထက်ကျော်ပြီးတော့နှိမ့်လို့မရအောင် နော် short လို့ပဲရမယ်နော်အဲ့တော့ကျွန်တော်တို့4 block set လေးလည်းမရှိတော့ဒါပေမဲ့3 2 1အနော်ကိုစင်တက်သုံးချင်တဲ့ ampere ကိုထပ်ထားပြီးတော့သုံးလို့ရတယ်အဲဆိုရင်ကျွန်တော်တို့က4.2လည်းထားပြီးသွားပြီနော်5 ampere လည်းထားပြီးသွားပြီဒါဆိုရင်ဒီအနေထားမှာကျွန်တော်ခုနပြောတော့ဒီအနေထားမှာကျွန်တော်တို့ကဟို import အောက် import ပို့ပဲရှိသေးတယ်နော် output မထွက်လာသေးဘူး output ထွက်ဖို့အတွက်ဆိုရင်တော့လေကျွန်တော်တို့ကဒီအနေနဲ့အနေနဲ့ကိုကျွန်တော်တို့တက်နော်ဒီကတော့ကျွန်တော်တက်ပြီးသွားပြီ ်တပီဝါရဲ့အနေထားတပီဝါရဲ့အနေထားမှာဒါလောလောဆယ်အောက်ပို့ဖို့ဖြစ်မလာသေးဘူး